ဝဆန်းပိတ်တော့ဆော့လိုက်မယ်ဒါပေမဲ့ပိတ်ဆော့လို့ရလောက်တဲ့ခန်းစစ်မာကျုံမှုမျိုးတော့တို့မှာဟိုခန်းစစ်ကိုကောင်းကောင်းဆော့နိုင်လောက်တဲ့အရေးတွေမျိုးမရှိဘူးလို့တော့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မန်ယူနိုက်တက်အတွက်အဲ့ဒီအပိုင်းလေးတွေကဟိုအားသာချက်ရှိတယ်ကိုဘက်ကအရင်အားသာနေလို့မဟုတ်ဘဲနဲ့ကိုကိုနည်းနည်းလေးကောင်းတဲ့အပိုင်းတွေကပြိုင်ဘက်အရင်အားနေနေရတယ်ဖြစ်နေတယ်လို့ကျွန်တော် The Sports Corner ကနေဒါ ပရီးမီးယားလိဂျာရဲ့ပွဲစဉ်၄ဖြစ်ရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေကိုကျွန်တော်တို့ပွဲချိုသုံးသက်ချက်အနေနဲ့တင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ဂျာရိညဒါတောက်ကြတဲ့မနက်2နာရီမိနစ်30ပေါ့နော်2နာရီခွဲချိန်မှာရှင်ပြိုင်ကစားသွားမဲ့ Manchester United အသင်းနဲ့ West Ham United အသင်းတို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်တို့ဒီ Total Sport ရဲ့အားကစားစီစဉ်တွေပုံမှန်တင်ဆက်ပေးနေတဲ့ညီလေးထက်ဆိုးတို့ကအတူတူကတင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်။ညီလေးမင်္ဂလာပါ။မင်္ဂလာပါဆို။အဲ့တော့ United ကတော့တပွဲတည်းထိထိအခုလိုအေး ထပ်ပြဲအောင်ပါဘောနော်တဝဲလေးထီထီဆိုတော့လည်းမကြီးလို့ ਆ လည်းမရအောင်အဲ့တော့ United ရဲ့လက်ရှိအခြေအနေကအကိုတို့ဒီဘယ်လိုပြောရမလဲ United ကိုအကိုတို့မနိုင်လို့ထင်ခဲ့တဲ့ဆိုတော့ပွဲမျိုးဒါပေမဲ့အကိုကတော့ Crystal Palace ပွဲမှာ United နိုင်မယ်ဆိုတော့ကိုပြောခဲ့တယ်ဗောနော်ဘာလို့လဲဆိုတော့ United ကအဲ့လိုပွဲမျိုးတွေမှာနိုင်တတ်တယ်သူတို့ခတ်ပါတယ်ဆိုတော့ပွဲမျိုးဒီရသည်မှာဒါ Liverpool လို့အသင်းမျိုးနိုင်ထားတယ် Liverpool အဲ့အချိန်တော့ခြေစွမ်းအခုလို့မဟုတ်ဘူးဒါဖုန်းတစ်ခုကောင်းနေရယ်ခြေစွမ်းပြနေတဲ့အချိန်မျိုးပြောချင်တာက United ရဲ့ခြေက ခမန်းရခက်နေတယ်ပေါ့နော်အဲ့ဘော်ညီလေးရဲ့အမြင်လေးကိုပဲစပြောပြပေါ့ဟုတ်ခမန်းခက်တယ်ဆိုတာလေဟိုအဓိကတော့ pressure နဲ့ဟိုအသင်းရဲ့ကစားဟန်နဲ့ဓာတ်ရဲ့အချိုးကျနေတာပေါ့ United ကအသင်းရဲ့ pressure ကလည်းငကိုရဲကြီးတယ်ကြီးပြီးတော့ဟိုပွဲတစ်ပွဲရှုံးသွားလို့ရှိရင်ရိုက်ခတ်လာတဲ့ဖိအားတန်လည်းအရန်များလောကကြီးတာဒါပေမဲ့ကျွန်တော်ထင်တာတော့နိုင်တဲ့ပွဲဟိုနိုင်မယ်လို့ယူဆတဲ့ပွဲတွေမနိုင်ဘူးရှုံးမယ်လို့ယူဆတဲ့ပွဲတွေနိုင်သွားတယ်ဆိုတော့တချို့အရာလေးတွေက lag နဲ့လည်းနည်းနည်းလေးဆိုင်တယ်ဥပမာ Everton နဲ့နေရလို့ဟာမျိုးဆိုတာပြိသက်ဖိအားနဲ့ မဆိုင်ဘူးဒါတို့တကယ်ညံ့ပြီးတော့ရှုံးသွားတာဒါရှုံးစရာအကြောင်းလည်းမရှိဘူး10ယောက်11ယောက်နေတာကိုယ်အိမ်ဝင်လည်းဖြစ်တယ် Everton လည်းဖြစ်တယ်ဒီလိုနေသားမှာဆိုရင်ရှုံးစရာမရှိဘူးတကယ်နိုင်တဲ့ ਨੇ ဒါပေမဲ့လည်းမနိုင်ဘူး Palace နဲ့ပွဲမှာကြတော့လေအဲရတဲ့အခွင့်အရေးလေးတွေကိုဂိုးဖြစ်ပြောင်းလဲနိုင်တဲ့ပုံစံလေးကနေနိုင်ပွဲပြန်ပြီးရသွားတယ်ပို့ဆိုတော့ဒီအရာတွေကတော့ United ရဲ့နောက်ပိုင်းပွဲစဉ်တွေမှာနည်းနည်းပြန်ပြီးရတယ်မတိမငြိမ်ဖြစ်တဲ့အရာလေးတွေလိုပဲမြင်ပါတယ်ဟုတ်ကဲ့ United ရဲ့အထီးကတော့ကိုရော expectation အများကြီးနေ United အသင်းပေါ် နီးပြပြီဆိုတော့နီးပြအပေါ်မှာထားတဲ့ဒါမျောလင်းချက်တွေရီမန်းချက်တွေကလည်းတာမန်အသိန်းလို့လို့မဟုတ်ဘူးဒါအရန်မြင့်တယ်ပေါ့နော်အဲ့တော့ United အသင်းမှာကလိုအပ်ချက်တွေအရန်များတယ်နောက်ဖိအားလည်းအရန်များတယ်အဲ့တော့ United အသင်းကသူတို့ဥဆောင်ပြီးကြံရမယ်အသေးတွေနဲ့တွင်ရုံးကြံရလေးရှိပြီးတော့သူဘက်ကပြန်ပြီးတော့တိုက်ဆက်ဆင်ရပြီးတော့ဟိုပြန်ပြီးတော့ထိုးလှန်ရမယ်ပွဲဆိုအရန်ကောင်းတဲ့ပုံစံတွေတော့တွေ့ရတယ်အခုအမိုရင်ရဲ့ဒီကစားကွက် structure လေးကလည်းပုံပေါ်လာပြီဒါပြီးခဲ့တဲ့ပွဲမှာဆိုရင်ကိုတို့ဒါ Benjamin Sesko နဲ့ မာတီးယပ်စ်ကိုညာတို့ဒါမကစားနိုင်ဘူးအဲ့ဒီအချိန်ဒီမှာမေဆင်မောင့်နဲ့ဆာကစီနဲ့ဂူးတွန်းနိုင်ခဲ့တယ်ဆိုတော့အနေထားလေးအဲ့တော့ United ရဲ့လက်ရှိ shape ကလေးကမော်ရင်းရဲ့လက်ထဲမှာတပွဲတို့တည်ငြိမ်သွားတာလားဒါမှမဟုတ်ပို့ပြီးတော့အရင်ပွဲရီရတဲ့ကောင်းမွန်တဲ့ပုံစံလေးတစ်ခုကိုဒါလူအခင်းချင်းမှာမြင်လာမြင်လာရပြီလားပေါ့နော်ဟုတ် ကျွန်တော်အနေနဲ့ကတော့နိုင်ဝဲရပါလို့ရှိရင်တော့ဘယ်လိုမှဆိုနီးပြောက်ချီးကျူးပါတယ်ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ကကစားကွက်ကောင်းတယ်သူရှုံးသွားတယ်ဆိုတဲ့အချိန်တွေမှာလည်းအပြစ်တင်ခဲ့သလိုကစားကွက်တော့အရင်မကောင်းနိုင်ဝါးတယ်ဆိုတဲ့ကနီးပြရဲ့ဟိုစွမ်းဆောင်ရည်ကိုလည်း credit တခုတော့ပေးရမှာပေါ့ဒါပေမဲ့ခုနကအကိုပြောသလိုကစားကွက်ကတည်ငြိမ်နေပြီလားဆိုတော့ကျွန်တော်အမြင်ပြောရရင်တော့ no ပေါ့ဒါကစားကွက် structure အရာဒီကစားကွက်ကြီးပုံဖော်လာပြီးဒီကစားကွက်ရဲ့အားသာချက်တွေကိုကစားသမားတွေထုတ်ယူသုံးစွဲပြီးတော့ဟိုနိုင်ဝဲရွာရဲပုံစံလိုမျိုးတော့ကျွန်တော်မမြင်ဘူး ဒါ Crystal Palace နဲ့ပွဲနိုင်သွားတာဒီဟိုတချို့တော့ဟိုတိုက်ဆိုင်တဲ့အကြောင်းတရားတွေအများကြီးရှိတယ်။ဥပမာ Palace ကအမြဲတမ်းလိုလို Conference League ကံပြီးတော့ပြန်လာတဲ့အချိန်ကံတဲ့အဖက်ပွဲစဉ်တွေမှာဆိုဒါ Palace ဆိုတာပထမဆုံး European ပြိုင်ပွဲအတွေ့အကြုံဆိုတော့အဲ့လိုပွဲစဉ်တွေမှာဆိုသူတို့ဘယ်တော့မှနိုင်ပွဲမရထားဘူး။အဲ့တော့ဒုတိယပိုင်းမှာဆိုကစားတော်လေးကြာသွားတယ်။အဲ့တော့9 0ကြောက်သွားတဲ့ goal တွေနှစ် goal လုံးကလည်း set piece တွေ set piece တွေမှာအဲဒီ goal တွေရပြီးတော့85မိနစ်လောက်ထိကို United သည်ဒုတိယပိုင်းတစ်ပိုင်းလုံးမှာ Crystal Palace ရဲ့ goal area penalty box ထဲမှာဘောလုံးထိချက်တစ်ချိန်ပဲရှိတယ်အဲဆိုလိုချင်တာဘောလုံးထိချက်တစ်ချိန်နဲ့2ဂိုးရသွားတယ်အသင်းလို့တော့ဒါသုံးသက်ချက်တည်းပြောကြတယ်အဲ့တော့ကျွန်တော်မြင်တာကတော့ United နိုင်နေကြပုံစံပေါ့ individual performance နဲ့ဒါအဲ့နည်းရရွားတဲ့ goal တွေဆိုတာ Bruno ရောမောင်းလို့ရပါနတ်မှုလေးတွေပေါ့သူတို့ free kick ဆိုလည်းနည်းနည်းလေးဟိုပြိုင်ဘက်နောက်တန်းကိုခေါင်းစားပြီးတော့ဝေါ်ကွဲဝအောင်လုပ်ပြီးတော့ကန်ထည့်တယ်ဇက်ဇီးနဲ့ဆိုလဲသူတို့နှစ်ယောက်ရဲ့ combination ဆိုလို့ချင်တာဒီတူးတယောက်ချင်းစီရဲ့အည်သွေးလေးတွေကနေ ဂိုးဖြစ်ရသွားတယ်ပွဲစဉ်မျိုးမှာဆိုရလက်ကောင်းပြီးတော့အဲ့လိုကစားသမားမရှိခဲ့ပွဲစဉ်ကြရင်ရလက်ဆိုးသွားတယ် system ကတော့နိုင်တဲ့ပွဲရောရှုံးတဲ့ပွဲရောကစားတာမကောင်းတာအတူတူပဲအဲ့ပွဲလောလောဆယ်ဒီ system အနေထားကတော့အဲ့လိုမျိုးဖြစ်နေတယ်ဒါပေမဲ့နီးပြအောင်နည်းနည်းလေးဖာပြီးတော့ဖြည့်တွေးပေးလို့ရတာကတော့သူ့ရဲ့ကစားကွက်မှာကျွန်တော်အမြင်ပါတော့ကွန်ဟာတော်တော်အရေးကြီးတဲ့ခံစားမှာပါတယ်ကွန်ဟာကတော့အရင် explosive ဖြစ်ပြီးတော့ပောက်ကွဲရမြင့်တဲ့ဟိုဘရာဇီးဟိုဘယ်လိုပြောမလဲခန္ဓာကိုယ်ကြံ့ခိုင်မှုကောင်းတဲ့ဘရာဇီးသားတစ်ယောက်ရဲ့ အာသူစီကအပြည့်ဝရတာဆိုတော့သူမပါတဲ့ပွဲစဉ်တွေမှာတော့ United ရဲ့ကစားဟန်တော်တော်လေးအကြဘက်ကိုရောက်သွားရလို့ကျွန်တော်မြင်ပါတယ်ဟုတ်ဟုတ်ကဲ့တော်တော်လေးပြည့်စုံပါတယ်အဲ့တော့ United ကဒီရာသီမှာတော့လောလောဆယ်လက်ရှိရမှ21မှတ်ရထားတယ်ပေါ့နော်အခုတော့ဒါပွဲတွေအကုန်လုံးပွဲချုပ်သုံးတတာဆိုတော့ရမှတ်တွေကခြားထဲမှာ United မတိုင်ခင်ပွဲတွေကန်အောင်မှာဆိုတော့ရမှတ်အပြောင်းလဲတွေနံပါတ်အပြောင်းလဲတွေတော့ဖြစ်ဖြစ်အောင်ပါပေါ့အခုတော့ဒါကြူပြောတာဆိုတော့ဟုတ်လက်ရှိအဆင့်9မှာရောက်နေပေါ့နော်အဲ့တော့21မှတ်ဆိုတော့ Manchester City နဲ့၄မှတ်အကွာပြန်ရောက်လာတယ် အရင်တော့ရလက်ပိုင်းဆိုင်ရာဆူရောင်းနေရမဟုတ်ဘူး6ဘွဲနိုင်တဲ့3ဘွဲတည်း4ဘွဲရှုံးနေပေါ့နော်အဲ့တော့ဒီအနေထားအနေအခုလက်ရှိဝက်ဆန်နဲ့အင်ကူမှာရှင်ပြန်ရမယ်ဒီလိုမျိုးအသင်းဆိုရင်ဒါယူနိုက်တက်ကအပေါ်စင်အပေါ်သင်းဆိုတာကိုလိုကိုကနေဦးဆောင်ပြီးတော့ပြိုင်ဘက်ကိုထိုးနှက်ရမယ်အချိန်အဲ့လိုမျိုးဆိုရင်တို့အားနေချက်တွေပေါ်လာတတ်တယ်ပေါ့နော်အဲ့ဒါဒီပိုင်းအဲ့တော့ဝက်ဆန်နဲ့ပတ်သက်ပြီးညီလေးရဲ့လက်ရှိအမြင်လေးရောဘယ်လိုရှိတယ်ပေါ့လက်ရှိဝက်ဆန်အခြေအနေတွေကလည်းဟို၄3ဘွဲလောက်တို့ဒီနိုဘမာလာထဲမှာမရှုံးခဲ့တဲ့အနေထားအနေနောက်ဆုံးဘွဲမှာတော့လစ်ပါဘူးကိုရှုံးသွားရဲဆိုတော့ ဒါအဲ့ဒီအခြေအနေလေးလက်ရှိကိုနီနိုနူနိုဆန်တိုလက်ထဲမှာဘလိုမျိုးလေးတွေဘာတွေပြောချင်တာလေးရှိတယ်ပေါ့ဟုတ်နူနိုဆန်တိုဆိုတော့ကျွန်တော်အရှိတ်ပတ်ဒီမှာပြောသလိုပရီးမီးယားလိအတွေ့အကြုံရှိရနီးပြပြပြီ तू ကတော့အသင်းရောအကောင်းဆုံးဟန်ဒယ်လုပ်ဖို့တော့ तू စ조사ရပုံစံမျိုးရှိပါတယ်ဒါပေမဲ့လီဗာပူးနဲ့ပွဲစပ်မှာဆိုလဲဟိုတယောက်ယောက်သွားတာတပိုင်းပေါ့နော်ဒါပေမဲ့တယောက်ယောက်လာလဲပွဲကျင်ရတော့တော့နောက်ကျနေပါဘူးဆိုတော့တပွဲလုံးအတိုင်းနာမှာလဲ तू ကဘာအခွင့်အရေးမှလုံနိုင်တာမျိုးမရှိဘူးအိမ်ဝင်းမှာကျွန်တော်တို့မျှော်လင့်ခဲ့တာအားနဲ့နေလီဗာပူးခံစစ်ကို तू ပကွေးတာတို့ဘိုဝန်တို့ရဲ့အစုဖွဲ့နဲ့အကောင်းဆုံးထိုးနှက်နိုင်မယ်လို့ထင်ခဲ့ပေမဲ့လည်းတကယ်လက်တွေ့ကစားတဲ့အချိန်မှာတော့အရင်တိတ်ပြီးတော့ကောင်းတဲ့ပုံစံမျိုးတော့မတွေ့ခဲ့ရအောင်ဆိုတော့ဒါဒီနေ့ပွဲစံမှာဆိုပိုဆိုးတာပေါ့ပကွေးတာဆိုတာလည်းဒါတို့ရဲ့ဟိုဝက်ဆန်ရဲ့မစီလို့ပြောလို့ရတယ်လေဒါအရာရာသူပဲအကောင်းဆုံးလောက်ရတာဆိုတော့ပကွေးတာပွဲပဲထိရတယ်တော်တော်လေးတို့တို့ပို့ပြီးတော့နင့်နာသွားတယ်လို့မြင်တယ်အဲ့တော့ဝက်ဆန်ရောနူနူဆန်တို့လက်ထက်မှာကျွန်တော်ထင်တယ်တန်းတော့မစင်းရတော့ဘူးဒါပေမဲ့အဲ့တန်းစင်းစုံရဲ့အထက်နားလေးမှာတဝဲလေလေနဲ့ပဲဒီရသည်ကိုသွားမဲ့ပုံစံမျိုးအဲ့လို ရလက်တွေအပြောင်းလဲဖြစ်ပြီးတော့မပေးစရာအပေါ်လောက်ကိုပြန်တက်နိုင်မယ့်အရေးအယံမျိုးတော့ဒီနှစ်မှာတိတ်တော့မတွေ့ရဘူးပေါ့ဟုတ်ကဲ့အဓိကတော့လေအဲ့ဒီပကီတာဆိုလုံးဝမဖြစ်တင်တာပေါ့နော်သူလည်းကိုရိုင်းချရလဲမဟုတ်ပဲနဲ့အာနီးပြောဟော sorry ဒလူဂျီကိုစောတကတက်တယ်သူ့ကို over cap ပြအထက်ပြီးတော့စောတကတက်တာနဲ့နှစ်နှစ်ဝါထိသွားဆိုအဲ့ဟာတွေကလည်းတော်တော်လေးရစိုးတယ်ပေါ့နော်လူစင်းအရာလည်းတော်တော်လေးဒီအခုပြောချင်တာနူနိုဆန်ဒိုစ်လက်ထဲမှာဒီအသင်းလေးကပြန်ကောင်းလာတယ်ညူကာဆယ်ယူနိုက်တက်အိမ်ခွင့်မှာအိမ်ခွင့်ရလက်တွေကောင်းတယ်ပေါ့နော်ဘန်လီယူနိုက်တက် ထားလိုက်တော့အဲအခုအဝေးခွင့်ကန်ရမယ်အဝေးခွင့်ပွဲစဉ်တွေမှာအဲ့လောက်မကောင်းနောက်ပြီးတော့အခုကခြေခြေစွမ်းထက်ပေါ့တော့ current squad ပေါ့စာဖြတ်ပေါ်ကလူစင်းကိုကြည်လိုက်ပခွေးတော့မပါဘူးဆိုရင်ဘူဝန်တရားလောက်ပဲသူတို့မှာဒါအကူရမယ်ကစားသမားလောက်ရှိတာကြံတဲ့နေရာတွေမှာကစားနေရဲ့ကစားသမားတွေဆိုရင်ညာသောဖြင့်ဝက်ဆမ်းပါဆိုအခုတို့တီးခဲ့တဲ့ကစားသမားတွေအများကြီးပေါ်ထွက်ခဲ့ရမယ်လက်ရှိလူစင်းကတော်တော်လေးကိုနှိမ့်နေတယ်ပေါ့နော် level အရဆိုရင် တိုက်ဆက်မှာဆိုရင်မဖြစ်မနေတာခါလာဝစင်ကိုပြန်သုံးနေရတယ်ဝစင်33နှစ်ရှိပြီအကြပိုင်းရောက်နေတဲ့ကစားသမားတော့ပြန်သုံးနေရတယ်အဲ့တော့ဟိုခန်စစ်ကြောင်းနေရလဲအခုမှပြန်ပြီးတော့ဟိုဒီဘဲဂျန်ဂျူးတို့ပါလို့ဆိုအခုမှပြန်ပြီးတော့ခေါ်ပြီးတိဆောက်ထားတဲ့ဟာတွေဒါတိုဒီဘိုတို့မာဘရိုပါနိုဆိုလို့ဆိုရအခြေအနေကောင်းတစ်ခုမှရှိမနေဘူးအဲ့ဒီအနေထားတွေကအများကြီးပေါ့နော်ကိုယ်လည်းအထိုင်မှာလဲအကိုတို့မနစ်ကခြေစက်တွေအေးပြခဲ့တာဝိုင်းစိုးချက်တော့မစိုးချက်ကိုသူတို့ရန်ကုန်ပို့ထားတဲ့အထိကို ဒါအခြေအနေကပြန်ပြီးတော့တိဆောက်နေရဆိုတော့ West Ham လက်ရှိခြေစံကတော့အကူကတော့မငြိမ်ဘူးလို့ပဲပြောချင်တယ်ပေါ့နော် United တွက်တော့ဒီဘက်မှာအခွင့်အရေးအများကြီးရှိတယ်အဲ့တော့ဒီဘက်မှာ United အသင်းကနိုင်မယ်ဆိုရင်ဘာကြောင့်နိုင်မယ်အားသာချက်တွေရှိတယ် United အသင်းရဲ့ဒီဘက်ပေါ်ပြင်ဆင်လာမယ့်ပုံစံရယ်ညီလေးအမြင်လေးရယ်ဆက်လက်ပြီးတော့ဒါဆွေးနွေးပေးပါဟုတ်အဲ United ဒီပွဲကိုနိုင်ခြင်းဘာလို့နိုင်ဝါနိုင်လဲဆိုတော့ဝက်ဆန်းကတခုရှိတာအခန်းစစ်ကတော့မကောင်းဘူးသူတို့နိုင်တဲ့ပွဲစဉ်တွေမှာလေဂိုးတွေကပေးရတယ်ဥပမာ Newcastle နဲ့တကူပဲပေးရတယ်ဒါပေမဲ့လည်း ဟိုပွဲကိုကြီးလိုက်တယ်လို့ဆိုရင်ဒီလိုက်မယ်တကိုးတက်ပို့ပြီးပေးလို့ရတဲ့အနေအထားမျိုးတွေအများကြီးရှိခဲ့တယ်သူတို့သူတို့အဲပေးကိုမှတ်တမ်းကိုကြီးလိုက်လို့ရှိရင်ဒီလောက်ပဲပေးရပါလားဆိုရင်ပဲပွဲတာကြီးလို့ရှိရင်အော်ဒါဒီလောက်ပဲပေးရတာကံကောင်းလို့ပို့ဆိုတဲ့ပုံစံမျိုးပေါ့နော်ဘန်လီဆိုလဲသူတို့ဘက်ကအများကြီးဟိုဒုက္ခပေးခဲ့နိုင်တာရှိတယ်အဲ့တော့ခန်စစ်စုဖွဲ့မှုတော့တော်တော်လေးအားနေတယ်ဂိုးသမား၂ယောက်ကလည်းရာသီစဖန်တဲ့ဒီလူငယ်ဂိုးသမားလေးရောအာရီယိုလာရောက၂ယောက်စလုံးကျွန်တော်အမြင်ဆိုရင်တော့မကောင်းနေဘူးပေါ့နော်၂ယောက်စလုံးကဟိုအရင်လက်စွမ်းစိတ်ချရတဲ့ဂိုးသမားမျိုးတွေမှာမပါဘူး ကွင်းလေရလည်းတော်တော်အားနေတယ်ဆိုတော့တစ်ဖက်လူစင်းအားနေဒါပေမဲ့တစ်ဖက်ကျွန်တော်ပြန်ကြည့်ရမှာ United ကအားကောင်းနေလားဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်မှာအခုပြောရသလိုအဲမောင်းတဲ့ဆက်စည်းနဲ့ကစားကွင်းရတယ်ဒီနှစ်ယောက်ကဂိုးသွင်းသွားတယ်ဒါပေမဲ့ဒီနှစ်ယောက်ရဲ့ခြေစွမ်းအောင်လို့ပြန်မေးပြန်မေးရတဲ့အချိန်ကျတော့လေမောင်းကတော့အတိုင်းတာတစ်ခုတည်းရှိရပါတော့ဆက်စည်းကတော့ဂိုးသွင်းသွားတဲ့အတွက်တော့ appreciate လုပ်တယ် ဒါပေမဲ့လည်းအဲ့ဒီကိုဖယ်ပြီးကြီးလိုက်ပြန်လို့ရှိရင်လည်းသူ့ရဲ့ပထမပိုင်းမှာဆိုသူစေးထိုးတာလည်းမနေဘူးပေါ့နော်ပထမပိုင်းမှာသူစေးထိုးတယ်ဒုတိယပိုင်းမှာတွန်းရတဲ့ကိုကတော့ quality မြင့်ပါတယ်ဒါပေမဲ့ဒီနေ့ပွဲစမှာဆိုကော်နာမတက်တာသေးလို့ရှိရင်သူပဲပွဲထွက်ပြီးထပ်ပြီးဆော့အောင်မှာဆိုတော့ကျွန်တော်ကတော့အမှန်တိုင်းပြောရင်တိုက်ဆက်ပိုင်းမှာဇက်စီးကိုဆော့တဲ့အပေါ်မှာယုံကြည်ချက်တော့တိတ်တော့မရှိဘူးပေါ့နော်ဇက်စီးကတချို့ moment လေးဖောက်ဖောက်ပြီးကောင်းတတ်ပေမဲ့အရင်ဒီပွဲကတော့ဒီတိုက်ဆက်မှုနဲ့ဆိုငါတို့အားရှိရပဲဆိုတဲ့ခံစားချက်မျိုးတော့မရဘူးပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာအံမွေးဖို့လည်းနည်းနည်းလေး ခြေပြန်ကြလာတဲ့ပုံစံမျိုးလေးတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အဓိက မျှော်လင့်ရမှာခုနလိုဟိုတူးချင်းအရေးသွေးလေးတွေကနေဘာတွေလုတ်ပြနိုင်မလဲပေါ့ကစားကွက်အရာပေါ့ဒါပေမဲ့ Everton နဲ့နေ့မှာကစားဝါးတဲ့ပုံစံကအခုခုနပြောသွားသလိုပဲပိတ်ဆော့တဲ့အသင်းနေလဲဆိုရင် Man United ကရလက်ကောင်းမှုတော့ခက်ခဲတယ်သူတို့ဟိုသူတို့ကပြန်ပြီးတော့အပြန်အလှန်ဖွင့်တိုက်တဲ့အခြေအနေမျိုးမှာပုံပြီးရလက်ကောင်းတယ်ဝက်ဆန်ပိတ်တော့ဆော့လိုက်မယ်ဒါပေမဲ့ပိတ်ဆော့လို့ရလောက်တဲ့ခံစစ်မှာကျုံးမှုမျိုးတော့သူတို့မှာ ဟိုခံစစ်ကိုကောင်းကောင်းစောင့်နိုင်လောက်တဲ့အရေးတွေမျိုးမရှိဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ဒီနေ့ပွဲစဉ်မန်ယူနိုက်တက်အတွက်အဲ့ဒီအပိုင်းလေးတွေကဟိုအားသာချက်ရှိတယ်ကိုဘက်ကအရင်အားသာနေလို့မဟုတ်ဘဲနဲ့ကိုကိုနည်းနည်းလေးကောင်းတဲ့အပိုင်းတွေကပြန်ပြီးအရင်အားနေနေရတယ်ဖြစ်နေတယ်လို့ကျွန်တော်တို့မြင်ပါတယ်ဟုတ်ကဲ့တော်တော်ပြည့်စုံပါတယ်အဓိကတော့ညီလေးပြောတဲ့ဟာလေးကိုထပ်ပြီးထောက်ပြောရမယ်ဆိုရင်ဝက်ဆန်ကလက်ရှိမှာ73ပဲပြီးပေကူ28ကိုခွင့်ပြုထားရတယ်ပေါ့နော်အဲ28ကိုဆိုတာလက်ရှိပရီးမီးယားလေးပွဲစဉ်73အပြီးမှာအောက်ဆုံးက Wolves က28ဂိုးပေးထားတာပဲတတိယမြောက်ပေးဂိုးအများဆုံးအသင်းဖြစ်တာဘန်လီတင်းနဲ့အတူရက်တည်နေတယ်။အဲ့ဒါကဟာ first day ရောချက်လက်တည်းရောတော်တော်လေးကိုစိုးရွားတဲ့အခြေအနေလို့ပြောလို့ရတယ်။အဲ့တော့ West Ham ကဒီတိုင်းဆိုရုံးကန်အောင်ပဲတန်းစင်းစုံထဲမှာပဲတော်တော်စဲ list နဲ့အမှတ်အတူတူပေါ့နော်။ဒီ16 18နေရာမှာရက်တည်နေရဆိုတော့ဒီကနေပြန်ပြီးတော့သူတို့စူးစမ်းမယ့်အခြေအနေကဒီပွဲကတော့အများကြီးရုန်းကန်ရမယ် United Twin တော့ကလည်းဒီလက်ရှိအနေအထားအရတောင်းဆိုမှုတွေများနေတယ်ဒီလိုပွဲမျိုးအင်ကွန်းမှာအထူးသဖြင့် Old Trafford မှာ ကန်ခဲ့တဲ့ပွဲပွဲတွေမှာရလက်မကောင်းလို့မရဘူးနော်ဒီရသည် United က Old Trafford မှာနှစ်ပွဲထိရှုံးသွားပြီအဲ့တော့ Old Trafford မှာတော့အကူကတော့နည်းနည်းလေးပို့ပြီးတော့မျောလင်းကြည့်ချင်တဲ့အပိုင်းတွေရှိတယ်နောက်ပြီးဂျားရဲ့ပွဲစဉ်တွေလည်းဖြစ်လို့ပရိသတ်တွေရဲ့ဟိုဘယ်လိုပြောမလဲဟိုတချို့ဆိုရင်မကြည့်နိုင်ကြဘူးတချို့ဆိုလည်းဒါအေးအေးပြတ်တဲ့ရက်တွေဆိုတော့အကူတို့ဒီအာရှဘက်မှာဒီဘက်အချမ်းတွေကအဲ့ဒီအချိန်တွေမှာဟိုနည်းနည်းလေး United ပွဲအတွက်လိုက်တဲ့လူတွေနည်းတယ်ဆိုတော့အကူကဒီဘက်မှာ United ကိုတော်တော်လေးမျောလင်းချက်ထားတဲ့လူတွေမှာပါတယ်အဲ့တော့ဒီနေ့အမြင်မှာရောဒီဘက်က ရလက်ပိုင်းဘယ်လိုထွက်လာမလို့ထင်လဲဟုတ်ရလက်ပိုင်းကတော့ကျွန်တော်အရှင်းမပြောသလိုတခုတော့အားတကြလေးရှိတာ United ခန်းစပိုင်းလေးတော့လူကပြန်ပြီးဆုံးလာပြီဒါ Martinez တို့လည်းပြီးခဲ့တဲ့ပွဲစမှာဆိုဒိုင်ယာနောက်အကြာကြီးနားနေရတယ်ပြန်လာပြီအဲ့တော့ဘာဖြစ်ပွဲချက်ကလာလူတွေအလဲထင်နေဆော့ရတဲ့အနေထားမှာဒီလိုပြန်လာတာတော့ဒါအားရစရာအချက်တစ်ခုပဲပြောလို့ရတယ်အဲ့တော့အင်ဝင်းပွဲစဉ်တွေမှာဒီရသည်မှာ Arsenal နဲ့ Everton နဲ့နှစ်ပွဲကို5မသွင်းနိုင်ခဲ့ဘူးအဲ့တော့အဲ့နှစ်ပွဲလုံးမှာဥဆောင်ကိုပေးလိုက်ရတယ်နည်းနည်းလေးဆော့ရတယ် Arsenal နဲ့ပွဲလဲဆော့ရတယ် Everton နဲ့ပွဲလဲဆော့ရတယ် အဲ့အချိန်တွေမှာတပွဲလုံးအချိန်အများကြီးရတယ်ဆိုလို့ကျန်တာအဲ့ပွဲတွေမှာအချိန်ရပြီမယ်လိုအပ်တဲ့ကိုပြန်ပြီးတော့အရမယူနိုင်ဘူးဆိုတော့ WhatsApp ခံစစ်အရန်အားနေနေတဲ့အနေထားနဲ့အဲကိုရီဘက်ကနေပြီးတော့တိုက်ဆက်ကဟိုဘယ်လိုပဲဖြစ်ဖြစ်ဖိအားရဖွင့်ဆောင်ရမယ်အနေထားနဲ့ပွဲရဲ့အသွာလာတော့ဒီလိုပုံစံမျိုးလေးရှိရပြီးတော့နောက်တစ်ချက်ကအကိုခုနအရှိမပြောသလား27မှတ်ဆိုတဲ့အနေထားကလောလောဆယ်ရတဲ့အမှတ်ပေါ့နော်27မှတ်ဆိုတဲ့အနေထားကျွန်တော်ကတကယ်တမ်းကြည့်ရင်ဒီလောလောဆယ်မှာတီဘဲကျွန်တော်တို့ဒီဇာတ်ကို ဟိုဆုံးဖြတ်လို့မရသေးတဲ့အနေအထားဖြစ်နေတာ။ဒါဆိုစပါနဲ့ကျွန်တော်နဲ့သုံးပတ်ပဲကွာ။ဒါစပါဆိုတာခေါင်းထဲမှာရုတ်တရက်တွေးလိုက်အရန်ဆိုးနေတယ်လို့မြင်လာ။ဒါပေမဲ့စပါနဲ့ကလောလောဆယ်မှာဒီတစ်ပတ်ပွဲစဉ်တွေမကန်ခင်မှာဆိုသုံးပတ်ပဲကွာ။ကိုယ်တော့ဝဲရှုံးမိသူတွေဝဲနိုင်ရင် तू ကကို့အပေါ်ပြန်ရောက်သွားမှာဆိုတော့ city နဲ့ဆိုလဲကိုကကွာလေးမှတ်ပဲကွာ city တပွဲရှုံးကိုတော့ဝဲနိုင်ရင်တမတ်ပဲကွာတော့မှာဆိုတော့အချိန်မီအထိတ်ဆုံးကိုလည်းရောက်သွားနိုင်တယ်လို့အချိန်မီဟိုးအောက်ကိုလည်းဆင်းသွားနိုင်တဲ့အနေအထားမျိုးမှရှိတယ်အဲ့တော့ဒီလိုပွဲစဉ်တွေဒီအမားခံလို့မရဘူးဒီပွဲပြီးရင်ဟိုးစရအောင်ဆုံးက wolf တို့နဲ့ကန်ရမယ့် အဝေးခွင့်ပွဲစဉ်တွေလည်းရှိတယ်ဆိုတော့ Man United အနေနဲ့တရာဒီလုံးမှာနိုင်ပွဲဆက်ခြင်းဒီအချိန်ကအကောင်းဆုံးအခွင့်အရေးပဲလို့ကျွန်တော်တို့ထင်တယ်အဲ့တော့ဝက်ဆန်နဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ပါကွေတာမပါတဲ့အနေအထားမှာတော့ကျွန်တော် United ရဲ့ဒုတိယ clean sheet လေးကိုဒီပွဲမှာတော့မျှော်လင့်ကြတယ်အဲ့တော့ကျွန်တော်ကတော့1 C 2 C လောက်နဲ့ United နိုင်မယ်လို့ပဲမှတ်မှာဟုတ်ကဲ့ United အသင်းရဲ့ညီလေးပြောခဲ့တဲ့အိမ်ခွင့်လေးကိုပြန်ကြည့်လိုက်ရင် Ban လေးကို2 2နဲ့နိုင်တယ်နောက်ပြီးတော့ Chelsea ကို2 1နဲ့နိုင်ထားတယ်ပေါ့နော်နောက်ပြီးတော့ကစားအခက်ပါရဆိုတော့ Sunderland ဆန်နာလန်ကို2-0နဲ့အဲ့ဘက်မှာလုံးဝပြပြသသားနိုင်ထားတယ်ခြေစွမ်းကိုရောပေါ့နော်အဲ့တော့နောက်ထပ်တစ်ပွဲက Brighton ကို4-2နဲ့နိုင်ထားတယ်ဆိုတော့အိမ်ကွင်း Charlotte စွမ်းဆောင်ရည်ပိုင်းနေမှာတော့အရင်ဟိုညံ့နေရတော့မဟုတ်ဘူး Everton နဲ့ပွဲမှာတော့ဒါတော်တော်ကြီးဆူဆူရွာပဲဒါပြန်မသွင်းနိုင်တဲ့ပွဲရှိတယ်အဲ့တော့ကျန်တာကတော့အခုတို့ Arsenal ကို 0-1နဲ့ရှုံးခဲ့တဲ့တပွဲရှိတယ်ပေါ့နှစ်ပွဲလုံး0-1နေပြီအဲ့တော့အင်ကွတ်မှာတော့အကောအမားခံမှာမတင်ဘူး United ပဲနိုင်မယ်အကောကတော့ရေရွရှင်းရှင်းလေးပဲတွေးလိုက်မယ်ဆိုရင်တော့မ United မနိုင်စရာဘာကြောင်းမှမရှိလို့ပဲအကောပြောချင်တယ်အဲ့တော့အကောကတော့ဒီဘက်မှာအနည်းဆုံး2-6တော့တော့ပြတ်မယ်ထင်တာပဲအဲ့တော့ United ပဲအနိုင်၃မှတ်ရပြီးဒီချားရမှာ United ပြည်သူတွေပျော်ရွှင်ရမယ်လို့ပဲအကောလည်းခံမှန်းကြပါတယ်အဲ့တော့အကောတို့ဒီဟာဘာဖြစ်မလဲသူစောင့်ကြည့်ကြတော့ โอเคပါဒါကျွန်တော်ခြားရမှာရှင်ပြန်ကစားရဲ့ Manchester United အသင်းနဲ့ West Ham United တို့ရဲ့ပွဲကြိုးသုံးနှစ်ချက်ဖြစ်ပါတယ်ညီကိုအားလုံးနဲ့အတူတူစောင့်ကြည့်ကြမယ်ထင်ပါတယ်ကြည်ပေးခဲ့တဲ့တယောက်ချင်းတွေကျေးဇူးတင်ပါတယ်ဘာဖြစ်လာမလဲကျွန်တော်တို့ညီကိုနှစ်ယောက်ကတော့ဒီဘက်မှာ United အနိုင်သိကြလို့ခံမှန်းထားပါတယ်ဒီဘွဲကကျွန်တော်တို့အတူတူစောင့်ကြည့်ကြတာပေါ့အားလုံးပဲမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ